ရှင်ပရိသတ်တွေအလုံးတွဲခေတ္တပြုံမီအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခေတ္တပြုံမီအစီအစဉ်မှာသစဉ်ရေတထရေစုမုံတော့ကနေပြီးတော့အထူးခြားတဲ့သတင်းအကြောင်းအရာတွေအလှပရာတွေနဲ့တူတူတခြားဘဟုသုတရစီမဲ့အကြောင်းအရာမျိုးစုံကိုပြောပြပြီးတော့တင်ဆက်ပေးသွားအောင်ပါပါကဲသတင်းအကြောင်းအရာမှာပထမအဆုံးဖတ်ထားတဲ့သတင်းတစ်ပုဒ်ပြောပြမယ်เนาะအဲ့ဒါကပြည်မာဂျာနယ်မှာပါလာတဲ့အကြောင်းအရာပေါ့เนาะဒါပါလဲဆိုတော့ဒါနည်းပညာတွေတိုးတက်လာတဲ့အခါမှာဆိုရင်တီထွင်လိုက်တဲ့ပေါ့เนาะဒါဆက်ပစ္စည်းကိရိယာလေးတစ်ခုအဲ့ဒါကပါလဲဆိုတော့တို့တွေအဝတ်လျှော်ဇက်ကိုအဝတ်လျှော်ဇက်ဆိုတာကလေနေရာလေးယူရဲအိမ်မှာဆိုရင် င်ပေါ့နော်။နောက်အသုံးပြုတဲ့အခါမှာဆိုရင်သူ့ရဲ့အတန်ဒါဘေးပတ်ဝန်းကျင်နဲ့ဆွညံတာမျိုးတွေရှိတယ်။နောက်ပြီးတော့ပေါ့နော်ဒါစွန့်ရင်အရာလည်းတော်တော်များတယ်ပေါ့နော်။သုံးရတဲ့အခါမှာရေရောမီတာရောပေါ့နော်။ဒီတော့အခုအဲ့ဒီလိုမျိုးဒုက္ခတွေကိုကင်းဝေးဖို့အတွက်ဆိုပြီးတော့အဝတ်လျှော်စက်တရားမှာအသုံးပြုနိုင်မယ့်အစားထိုးနိုင်မယ့်ဆက်ပြာလုံးပုံစံသိငယ်တဲ့ဆက်လေးတစ်ခုတီထွင်ထားတယ်တဲ့။ဆက်ပြာလုံးလိုမျိုးဆက်ပြာလုံးလေးလိုမျိုးပေါ့နော်။ဆက်တသေးလေးပေါ့နော်။ဒီတော့အဲ့ဒါလေးကကြတော့သူကဘယ်လိုမျိုးထိုက်ပါတို့တွေဆိုရင်ဒါအဝတ်လျှော်ကနေမှာဆိုရင်ပေါ့နော်။ဒါအဝတ်တွေကိုဘုံလေးထဲမှာစိမ့်ထားတယ်။ တော့ဘဲပုံးမှာပဲဖြစ်ဖြစ်သူအသုံးပြုလို့ရတယ်အဲ့ပုံးလေးထဲမှာအိုက်ဆက်နေထည့်ပြီးတော့ဝစ်ရှော့ဆက်ပုံစံမျိုးလုပ်လိုက်အောင်မယ်အော်ဝစ်ရှော့ဆက်မှာတော့လှည့်တယ်လို့လှည့်တယ်လို့ပဲသူကအဲ့လိုသူဝင်မဲ့ပေးမဲ့တာပေါ့ဟုတ်တယ်ဒီအိုက်ဆက်တဲတဲလေးနဲ့သူကဒါအဝစ်ရှော့ဆက်အကြီးကိုမလို့တော့ဒီဆက်လေးယူလာအောင်မယ်ဒီဆက်လေးဝယ်ထားတဲ့အခါမှာဆိုရင်ကိုအသုံးပြုကျင်တဲ့ပုံးထဲမှာဒီဝစ်ရှော့မဲ့ရေစိမ်းထားအဝစ်တွေစိမ်းထားတဲ့ပုံးထဲမှာအိုက်ဆက်လေးထည့်လိုက်အောင်မယ်သူအဝစ်ရှော့ဆက်ပုံစံမျိုးလေးလုပ်အောင်ပါနော်ဟုတ်တယ်အရင်တော့တခါလေးခေတ်သစ်ပြောမှပြောဦးတယ်ဒါလောက်တော့ဓာတ်ဘူးလောက်ပဲရှိတဲ့အဝစ်ရှော့ဆက်လေးလေဒ တ်တယ်အထည်ဆန့်ပေါ့နော်အဲ့လိုလျှော်လို့ရရဲဆိုတာမျိုးဒါပေမဲ့အခုကျတော့ဒါပို့ပြီးတော့အဲ့တော့ဝတ်တည်အများကြီးလျှော်လို့ရတာပေါ့နော်အဲ့ဒီဟာလေးကကျတော့ဘယ်ကတီထွင်တာလဲဆိုတော့ဂျာမနီစီးပွားရေးသမားလီနာဆိုလစ်ကနေပြီးတော့သူကအဲ့ဆက်ပစ္စည်းကိရိယာလေးကိုတီထွင်လိုက်တာတဲ့သူကအဲ့ဒီပစ္စည်းလေးကိုကျတော့ဒိုဖီလို့သူကနာမည်ပေးထားတယ်ပေါ့နော်တစ်ခုကို109ဒေါ်လာနဲ့ဝယ်ယူနိုင်တော့မယ်တဲ့ တရာအောင်ပေါ့နော်109ဒေါ်လာဆိုတော့ဈေးတော့ကြီးရယ်နော်109ဒေါ်လာဆိုတော့နော်သူကဆက်ပြတော့ပုံစံမျိုးတသေးလေးအဲ့ဒီ dolphin ဆိုရက်ဒါအစစ်မြေနီးပညာနဲ့ပြုတ်လောက်ထားဖန်နီးထားတဲ့ဆက်ကလေးပေါ့နော်သူကဒီထဲမှာဆိုရင်ဘလို့နီးပညာထည့်သွင်းထားလဲဆိုတော့နှုံးလုံးအတန်လှိုင်းနီးပညာအသုံးပြုပြီးတော့တဲ့သူကဒီကရိယာလေးကိုဖန်တီးထားတာပေါ့နော်ဒီတော့ဘယ်ဝှျော်ဘုံမဆိုဒီဝှျော်ဇက်ပုံစံမျိုးလေးကို तू ကဒါပေါ့နော်ဒီဝန်ဆောင်မှုအနေနဲ့ပေါ့နော် तू ကပြုတ်လုပ်ပေးနိုင်နေတဲ့နောက်ဒိုဖီကိုတဲ့အဝတ်အစားတွေရိစိန်တဲ့အထဲမှာထည့်မယ်ပြီးတော့ခလုတ်ဖွင့်လာလိုက်မယ်ခလု ဖွင့်လာတဲ့အခါမှာလူကနောက်ဆုတ်ပြီးတော့ကြည်လိုက်ပေါ့နော်အဲ့အချိန်မှာဆိုရင်ね तू ကရေကိုဖြတ်တန်းသွားလာနိုင်တဲ့နှုံးလုံးအတန်လိုင်းတွေကို तू ကဖန်နှီးမယ်အဲ့လိုဖန်နှီးရနေပြီးတော့ तू ကဖိအားလေးဖြစ်လာမယ်ပေါ့နော်ဒီသူတို့ဒီဆက်ကနေတုံခါတဲ့နှုံးလုံးဖိအားနေပြီးတော့တဖြည်းဖြည်းနဲ့ပူပေါင်း ပလုံစီလေးပေါ့နော်ရေပေါ်တက်လာလိမ့်မယ်အဲ့ခါမှဆိုရင်တဲ့အဲ့ဒီပူပေါင်းတွေကရေလှိုင်းကိုဖြစ်ပေါ်ပြီးတော့ဆက်ပြအမုတ်ကိုအဝတ်အစားအဆုံးအထင်းတွေကိုဖြတ်တန်းဖို့အတွက်ကို तू ကကုညီပြီးမှာတဲ့အဲ့လိုမျိုးအစင်းစင်း तू ကတီထွင်ထားတာပေါ့နော်ဒီတော့အစားအဆုံးကြာမြင့်နေရကြာမိနစ်30လောက်ပဲရှိသေးတယ်အော် ဒီဘုံရေဘုံထဲမှာအဝတ်တွေရှော့မယ်ဆိုရင်ပေါ့နော်ဒီဆက်လေးနဲ့ဆိုရင်နိုင်ဝက်လောက်ပဲအချိန်ယူရတယ်။နောက်ပြီးတော့သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့သွားလေရမှာယူဆောင်သွားလို့ရတယ်။ဟုတ်တော့ဒါပေါ့ကိုရီဟိုပဲခီးတွေပါသွားလို့အကြိုက်သွားတဲ့အခါမှာဒီလိုမျိုးဒါဘုံလေးထဲမှာဒီလိုမျိုးထည့်ပြီးတော့ဝှရှော်လိုက်ရဆိုတော့ဒါပြောမလို့ပို့ပို့ပါလဲတည့်ယူလို့ရတယ်နော်။အရန်ကိုဒါအသုံးဝင်မဲ့ပစ္စည်းလေးတစ်ခုလိုပြောလို့ရတယ်နော်။ဟုတ်တော့နော်အရှင်မကြီးလည်းအရန်ကြိုက်မှာထက်တောင်သဘောကြရဘာလို့လဲဆိုတော့အိမ်တစ်ခါလေးကြားလို့ရှင်အဝှရှော်ဆက်ကြီးကနေရာယူတယ်သူ့အတွက်နေရာတနေရာပေးနေရတယ်နော်။ဟုတ်တယ်ဟုတ်တယ်။ပြီးလို့ရှင်ဒါကိုရှော်ချင်တဲ့နေရာလေးမှာ ဒါရှော်ယုံမဲ့ပေါ့နော်ဒါကိုနေသားမဲ့နေရာလေးမှာဒါအဝိရှော်ကြီးလှမ်းချင်နေဆိုလဲအဲ့နေရာလေးကိုရွှေ့လို့ရတယ်ရှော်စကြီးဆိုလုံးဝရွှေ့လို့ရွှေ့လို့မရဘူးလीနော်အဲကြောင့် GM မှာလည်းပြောရကြအေးရဆိုရင်ဒါအထည်မျိုးစားလဲသူကဟိုရွှေ့ချယ်ဖို့လဲမလိုဘူးပေါ့နော်ဒါတကယ်အဝိရှော်ဇာပုံစံမျိုးလေးပဲသူကပြုတ်လုပေးသွားမှာနောက်ပြောဘေးပတ်ဝန်းကျင်ကိုလည်းအတန်းဆူညံစရာတွေပါလေဒါလည်းစိတ်ပူစရာမလိုဘူးတဲ့နောက်စွမ်းအင်ကိုလည်းချွေတာရရောက်တယ်တော်လိုက်တာနော်တိတ်ချွေနေတာတိတ်ချွေနေတော့တကယ်တော့ဒါပေမဲ့ထပ်ပြီးတော့ပေါ့နော်ကိုအပြင်းတက်ပြီးတော့ထပ်တွေးထပ်ပြီးတော့တွေးလိုက်ပဲဆိုရင်အဝိညှက်တော့ညှက်ရအောင်ပါပေါ့ ါ့နိမ့်ပါတော့အဲ့ဒါလောက်အောင်ပါပါတော့ဟိုရှော့ဆက်လိုမျိုးတော့ဒီဘက်မှာညှက်တဲ့ထားတော့မပါအောင်နော်อืมပြောလို့တော့မေးအောင်တော့အခုတော့ဒီလောက်ထိတီထွင်နိုင်ပြီဆိုရင်တော့နောက်ပိုင်းကျလို့ရှိရင်ဒါမျိုးတွေလည်းအဆင်ပြေမဲ့နည်းလမ်းတွေရှိရင်ရှိရအောင်နော်ဟုတ်တယ်ဟုတ်တယ်ဒါဆိုဒီတစ်ခါမှဆုမဒီသုဒ္ဓဆေဆုံးထဲမှာရေးထားတဲ့အကြောင်းလေးပြောဦးမယ်အဲ့ဒါကလေဟိုမထက်ဟိုမော်နီရှိုးမှာတစ်ခါပြောဝါးဘူးတယ်ဘာလဲဆိုတော့ဟိုဒီပေါ့နော်မျိုးသမီးရေလုံချုံစိတ်ချပြီးတော့သွားလေလို့ကောင်းတဲ့နိုင်ငံထဲမှာပထမဆုံးပြောတာဒိမ့်မဲ့လေဒိမ့်မဲ့နိုင်ငံအကြောင်းပြောပါတယ်ဟုတ်တယ်အဲ့ဒါပြသွားဆိုဓာတ်ပုတ်လေးနဲ့တ တော်လဲတာသွားလဲခြင်းစရာကြီးအဲ့မှာပဲအခုထပ်ပြီးတော့ဗောနော်အရန်ကိုလှတဲ့တရားကြီးတစ်ခုရှိရဲ့အဲ့တရားကြောင့်ရေးထားတာအဲ့တော့သူတို့နိုင်ငံအဲ့လိုလေဆာပတ်ဆံနေရတော့တော်တော်များတယ်ထင်တယ်ကြည့်ရပါတယ်ပြလို့ရှင်သူတို့နိုင်ငံရဲ့အဆအဦးတွေဗောနော်ဒါကြီးကအရန်လိုက်ရမြောက်ပြီးတော့လေတော်တော်လေးလှတယ်သတိချာချာကိုဘိသူကပညာရှင်နေတာပေါင်းစည်းပြီးတော့ဆောက်လုပ်ထားတဲ့အမျိုးမျိုးဒီမြန်မာနိုင်ငံတော့အဲ့လောက်ထိအထင်ကြီးရနေရာရှိရဆိုတော့မသိထားဟုတ်တယ်ဟိုဝါစုံမော်ပဲမထပ်ပြောတော့မှလေလေချာလေးသတိထားပြီးတော့ဟိုဒီမှာဆိုလို့ရှိရင်လည်းထပ်ပြီးတော့တွေ့ပြန်ပြီးပေါ့ဗောနော်ဒါတည်းတည်းဟို ကိုပင်ဟေကင်ကိုပင်ဟေကင်ကိုပင်ဟေကင်မြို့ဟုတ်တယ်အဲဒီမှာလည်းကိုပင်ဟေကင်မှာပဲရှိရဒီတရားလေအဲ့တော့ဒီမှာဆိုရင်ဟိုတရားဆိုတော့ဖြောင်းဖြောင်းတန်းတန်းရှိမယ်ဒီလိုပဲပေါ့နော်တခေါင်းမဲ့ပေါ့နော်အဲ့ပုံစံမျိုးတွေကိုယ်ရင်လဲကိုယ်မယ်ဒီလိုပုံစံမျိုးပဲထင်ကြတာပဲတခါမက်ဆေ့ပြောသွားတယ်တရုတ်ပြည်ကသတားဆိုလို့ရှိရင်ဂျာကဘာကြီးကို ့ဟို꿰ပြီးတော့ဆောက်ထားတာမျိုးအဲအဲ့မျိုးတွေတော့ရှိမယ်ဒါပေမဲ့ဒါကြတော့ဗာလဲဆိုတော့ဒိမတ်နိုင်ငံကိုဗင်ဟေဂင်မြို့မှာဆိုရင်ねလူကူတရားကြီးကဗာလဲဆိုတော့ဆက်ဝိုင်းနေဆက်ဝိုင်းနေဆက်ဝိုင်းနေကိုဆက်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 ပြီးတော့လုပ်ထားတာဩအလဲပေါ့နော်မြစ်လယ်မှာဆက်ဝိုင်းနေကိုဆက်ထားတာဒီမှာပြထားဆိုပုံစံမှာဆိုရင်ဆက်ဝိုင်း၅ခုလောက်ပေါ့နော်ဟိုပြောဆိုနေရာကြဲကြဲဝန်းနဲ့အရန်ကိုမြစ်လယ်ကနေရှုခင်းကောင်းကောင်းကြည့်လို့ရတာမျိုးဟုတ်တယ်နော်အဲ့တော့ဒီຢာကိုကြတော့နာမည်ဘလူပေးထားလဲဆိုတော့ Circle Boran ဆိုပြီးတော့ဒါဆက်ဝိုင်းကိုဟိုအစွဲပြုတ်ပြီးတော့ဒီဇိုင်းဆွဲထားတာဖြစ်တဲ့ အတွက် Sago Buran ဆိုပြီးတော့နာမည်ပေးထားပါတယ်တဲ့အဲ့တော့ဒီတံတားပေါ်မှာဆိုရင်လူတွေစပိန်စီးရဲ့သူတွေပေါင်း9000လောက်ဖြတ်သွားမယ်လို့လည်းမျှော်လင့်ရတယ်တဲ့ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ Sago ဆက်ထားတဲ့နေရာမှာဆိုလို့ရှိရင်ဟိုတမောကြီးတွေပင်လယ်ကူးတမောကြီးတွေအကြောင်းကြောင်းကြောင်းအကြီးကြီးဖြတ်သွားမယ်ဆိုရင်လည်းဒါအပေါ်ပေါ့နော်ဟားလိုက်လို့ရှိရင် तू ကလုံးဝတမောကြီးတွေလို့ကျွတ်သွားလို့ရတယ်ဟဲ့မိုက်တယ်နော်အင်းအဲ့တော့အရန်နဲ့လှရတယ်ပေါ့နော်အဲ့တော့ဒီဒေမတ်ကိုရတယ်ဒီနေရာလေးလေးသွားလေကြည့်ပါလို့ဟုတ်တယ်နော်ဆော့ဝိုင်းနေဆိုတော့ तू အလဲမှာတော့တော်တော်ကျဲမယ်နေရာတော်တော်ကျဲမှာနော်လုံးဝအနားယူလို့ကောင်းမှာဟုတ်တယ်နော်ဒါဆိုလို့ရှိရင်ဒီ ီတရားပုံစံလေးကလည်းတော်တော်လေးလှတာเนาะသူမနိုင်ငံဒီမှာပြောရမယ်ဆိုလို့ရှင်အဆောင်အုံတစ်ခုဆိုလို့ရှင်လေးဒါအဖြစ်ဆောက်တာမဟုတ်ပဲねเนาะသူရဲ့လှပမှုတွေပေါ့เนาะဒါမျိုးတွေဘိသူကပညာတွေကအများစွာထည့်ပြီးစဉ်းစားပြီးဆောက်တယ်เนาะဟုတ်တယ်ဒါသွားလာဖို့အတွက်လွယ်ကူယုံနေမဟုတ်ဘူးပြောရမယ်ဆိုလို့ရှင်ဒီအဲ့အဆောက်ဝိုင်းနေဆောက်ဝိုင်းနေပုံစံတွေကဆိုလို့ရှင်အများပြည်သူအပန်းဖြေဖို့အတွက်ပါရွယ်ပြီးတော့ဆောက်ထားရဆိုတော့တကယ်တော့ရွယ်ချက်ကောင်းတယ်เนาะ ကဲဒါဆိုတဲ့နေ့နေ့စုံသားရေးဆိုခဏနာကြမယ်နော်ခေတ်သက်ပြမင်းစီစီကနေပရိသတ်တွေအတွက်ထပ်မံပြီးတော့ထူးခြားတဲ့အကြောင်းအရာကိုပြောပြပေးဖို့ခဏနေပြန်လာရပါအောင်မယ်ရှင်